ပါစီ1 Chelsea အားလုံးပဲမင်္ဂလာပါ Gobi Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကိုဆုံးပါ Thomas Frank ရဲ့အသင်းပေါ်ပရိသတ်တွေရဲ့တီးခတ်နိုင်စွမ်းကတဖြည်းဖြည်းကုံဆုံးလာတာကိုမြင်ရတယ်အသက်မဲနေတဲ့တိုက်စစ်ကစားသမားတွေရဲ့အခြေဆက်ကင်းမဲ့မှုကွင်းလယ်လူတွေရဲ့ progression စွမ်းရည်အကန့်အသတ် Spa ဟာသူတို့ game plan အတိအကျလုတ်ဖြစ်သွားတဲ့ Everton နဲ့ပွဲမျိုးမှာတော့တစ်ချက်တစ်ချက်ဤသွားတာကိုမြင်ရပြီးမနေ့ကလန်ဒန်ဒါဘီမှာတော့အတော်လေးညံပြင်းနဲ့ဟန်နဲ့ကစားခဲ့ပါတယ် Chelsea ကအရန်ကောင်းနေတာမဟုတ်ပေမဲ့သူတို့လုပ်ရမယ့်တာဝန်တွေအပြန်အလှန်နားလည်မှုတွေကရှင်းလင်းပြတ်သားနေတယ် အကောင့်ထဲပေါ်တဲ့အပိုင်းမှာအားနည်းချက်တွေရှိပါစေုံတော့စပါလိုစိတ်ကူးစိတ်တန်းကင်းမဲ့ရည်ရွယ်ချက်ပျောက်ဆုံးနေတဲ့ကစားဟန်မျိုးတော့မဟုတ်ခဲ့တာတွေ့နေပါတယ်ပရိုတက်တင်မစ်ဖီဒါတွေဖြစ်တဲ့ဘန်ဒါကာပါလင်ညာတို့ကဘောလုံးမပြတ်ဖို့သာအဓိကထားနေကြတာကိုမြင်ရပြီးဘက်ပတ်စ်တွေစိုက်ဝေးပတ်စ်တွေကအင်ကွင်းပြိတက်တွေရဲ့ဝေဖန်မှုတွေစုညံနေစေခဲ့တာပါချက်စီပရက်စ်ရဲ့အားကောင်းမှုကြောင့်လည်းပါပါတယ်စပါဟာကစားကွက်ကိုဘလို့မှတည်မင်းဟမိုဟာနီစီတိုက်ရိုက်ပေးဖို့တော့လေစကန်ဘောတွေကိုတာဝန်ယူမဲ့သူကအဆင်သင့်မရှိဘူး တကိုးတဲ့နဲ့ကတ်ရှုံးသွားတဲ့ရလက်ကြောင့်ပွဲကတိတ်မကွာဘူးထင်ရပေမဲ့ဒီပွဲမှာနိုင်တဲ့အသင်းကတသိမ်းပဲရှိခဲ့တာပါချယ်ဆီကအဆက်မပြတ်ဖိအားပေးမှုကနေရလာတဲ့ဟိုက်တန်နိုဘာတွေကိုထိရောက်စွာအသုံးချနိုင်ခဲ့ပြီးဂျာအိုဘက်ထရိုအဆုံးသက်တေချာခဲ့ရင်အခုတက်ပိုပြတ်သားသွားမှာပါရခဲ့တဲ့ဂိုးမှာတော့ကိုက်စီဒိုကိုပဲချီးကျူးပါမယ်ဒီကစားသမားကချယ်ဆီအတွက်ရောကဘာဗလာခြေစပွဲအောင်သွားတဲ့လယ်ရွေးစဉ်အသင်းတွက်ပါပြီးခဲ့တဲ့တနှစ်ခွဲကာလအတွင်းပွဲဒီဇက်တိုက်ကစားခဲ့ရတာပါလူစားလဲခံရတယ်လို့လည်းသိမ့်မရှိဒါပေမဲ့ကိုက်စီဒိုကတရားရာခိုင်နှုန်းအောက်ရောက်နေတဲ့အားထုတ်မှုမျိုးကိုဘယ်တော့မှမပြခဲ့ဘူး ကို့အတွက်အခွင့်အရေးနှဲလုံးတဲ့ဂျူဝယ်ဒီမှာလဲရသလောက်ကြိုးစားတယ်။ဘောလုံးကိုရအောင်ဆဲတယ်။ aggressive ဖြစ်ပေမဲ့မလိုအပ်တဲ့ပြစ်ဒဏ်ကျူးလွန်မှုတွေအရန်နေတယ်။စိတ်တပိုင်းရောရုပ်ပိုင်းဆိုင်ရာပါအကောင်းနဲ့အကောင်းဆုံးကွင်းလည်လူတွေကတယောက်ပါပဲ။ Maris ကတော့အဖိုးတန်နိုင်ပွဲဖြစ်ပြီး Thomas Frank အတွက်တော့ identity ကိုအများဆုံးပြန်လည်ရှာဖွေဖို့လိုအပ်တဲ့အချိန်ကိုရောက်လာပါပြီ။ White Hat Lane ကို3 point lane လို့နာမည်ပြောင်းပေးခဲ့တဲ့ Chelsea ပရိသတ်တွေက Spire ရဲ့အင်ကွင်း9ပွဲမှာ6ပွဲအထိအနိုင်ယူထားတဲ့သူတို့အပေါ်အပြည့်အဝကြီးနေအားရနေမှာသိကြပါပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။